ဆံဝင်စားတဲ့အခါကျတော့သူကဒီကတိုင်းအာယုန်နဲ့ဝင်စားတာရှိတယ်အာနာပါနာအာယုန်နဲ့ဝင်စားတာရှိတယ်သူတို့လေ့ကျင့်ထားတဲ့ကတိုင်းအာယုန်ပေါ့ဥပမာပထဝီကတိုင်းဝန်းကိုရှုပြီးတော့ဆံဝင်စားမယ်နော်ကတိုင်းအာယုန်နဲ့ဝင်စားတယ်တချို့ကျထွက်လေဝင်နေအာနာပါနာနဲ့ပဲဝင်စားတာလည်းရှိတယ်သူကိုရထားတဲ့ဆံရဲ့အာယုန်နဲ့ပဲနောက်ထပ်ထပ်ရအောင် လုပ်တယ်ပေါ့ကျမဗျာအဲ့ဒီကတိုင်းအာယုန်နဲ့ဝင်စားတယ် ဒါဆန်တမဘဝင်စားတာတမဘကဆန်ကြီးပဲမဟုတ်ဘူးသာနာတမဘဖလတမဘဆိုနှစ်ခုရှိတယ်တမဗျာနော်အဲ့ဒါကိုခွဲပြောရမယ်ဆိုရင်ဆန်ဝင်စားတဲ့အခါကျတော့ခုနကတိုင်းအာယုံတို့စားတဲ့ပြည့်ညတ်တွေကိုအာယုံပြုပြီးတော့ဘဝရရှိထားတဲ့တည်ကျင့်ထားတဲ့အတိုင်းပြန်ပြီးတော့အာယုံပြုပြီးတော့ဒီအဆင့်ကိုရောက်အောင်သွားတာတမဗျာ တမပတ္တိဆိုတာရောက်ရှိခြင်းလို့အဓိပ္ပာယ်ရတယ်ပြည့်စုံအောင်ရောက်ရှိနေတဲ့အဆင့်တစ်ခုကိုတမပတ္တိလို့သာနာတမပတ္တိသူရထားတဲ့ဇာရဲ့အာယုနဲ့ပဲနောက်ထပ်ပြန်ရအောင်လုပ်တယ်တမပါနော်ကတိုင်းခွက်နဲ့ရှုပြီးတော့ပဲဆံရတယ်ကတိုင်းအာယုတစ်ခုနဲ့ရှုပြီးတော့ပဲဆံရရင်အဲ့ဒီအာယုကိုပဲပြန်ပြီးတော့ဆင်ញင်ပြီးတော့ဆံရတယ်ဒါသာနာတမပတ်ဖလားတမပတ်ဆိုတာကြတော့သူကဝိပဿနာကိုယ်တဏ္ဍာမရှိတဲ့ယုတ်တိဏ္ဍေကို ရုပ်နာနှစ်ပါးကိုသင်္ခါရတရားတွေကိုဝိပဿနာနဲ့ရှုတယ်ရှုပြီးတဲ့အခါမှာနိဗ္ဗာန်ကိုအာရုံပြုတဲ့ဖို့စိတ်ပေါ်လာတယ်အဲ့ဒီဖို့စိတ်နဲ့နိဗ္ဗာန်ကိုအာရုံပြုပြီးတော့နေတာလေကာကတော့ဝိပဿနာပဲသူကဝိပဿနာနဲ့တက်သွားပြီးတဲ့အခါသင်္ခါရတွေကိုရှုရင်ကနေပြီးသင်္ခါရကင်းပြတ်သွားတဲ့အဆင့်လေးကိုရောက်သွားလို့ရှိရင်ဒါနိဗ္ဗာန်အဲ့ဒီနိဗ္ဗာန်အာရုံနဲ့ဖို့စိတ်တွေထပ်ပြီးတော့ဖြစ်တယ်သောတာပန်ဆိုရင်သောတာပတ္တိဖြစ် တကရကဆိုတကရကြီးဖို့အဲ့လိုသူ့ဖို့နဲ့သူဖြစ်တာအဲ့လိုဝင်စားတာပဲနော်ဖေယားယဟန္တာတို့ပိစိကဗုဒ္ဓတို့ဖြစ်သွားရင်တော့အရတ္တဖို့တစ်ခုပဲဝင်စားလို့ရတောတပတိဖို့သာရဂามိဖို့နာဂามိဖို့သူတို့မှမရှိတော့ပြီးသွားပြီအဲ့တော့ရတ္တဖို့တစ်ခုနဲ့သူတို့နိဗ္ဗာန်ကိုအာရုံပြုပြီးဝင်စားတယ်လို့အဲ့လိုပဲမှတ်ရမှာနော်တင်ပါဗျာတင်ပါဗျာအဲ့ဒါဆိုလို့ချင်းသူတို့ကဒီဖေယားတို့ယဟန္တာတို့ကကြတော့အာနာပါနဝင်လေထွက်လေ ီဘယ်ဥစ္စာကိုတွေးတော်ပြီးတော့သူတို့စံသမာဘဝင်စားပါလိမ့်ရှင်ခုနပြောတဲ့အတိုင်းပဲ तू तू ဆံရတော့ကဘာနဲ့လောက်ခဲ့တာတော့ဟုတ်ပါဗျာအဲ့ဒီတော့က तू လေ့ကျင့်ခဲ့တဲ့အာယုန်ဒီပဲနဲ့သူ့ရဲ့ဆံဝင်စားစရာအာယုန်တစ်ခုပေါ့ဟုတ်ပါဗျာဥပမာကတိုင်း၁၀ပါရှိတဲ့ထဲမှာအဲ့ဒီကတိုင်းနဲ့တစ်ခုနဲ့ဝင်စားခြင်းသားပဲဟုတ်ပါဗျာနော် အာနာပါနနဲ့ဝင်သားခြင်းဝင်သားမယ်ဝင်သားလို့ရတယ်ဆံအရဟတဖို့ဆိုတာဘာကိုပြောလဲအရဟတဖို့ဆိုတာကယဟန္တာပုဂ္ဂိုလ်ရဲ့တဏ္ဍမနိဗ္ဗာန်ကိုအောင်ပြုတဲ့စိတ်ခိတိတာတွေကိုငြိမ့်တတ်ထားပြီးတော့ယဟန္တာဖြစ်သွားတဲ့ပုဂ္ဂိုလ်တွေကနိဗ္ဗာန်ကိုအောင်ပြုတဲ့စိတ်တွေကိုအရဟတဖို့လို့ခေါ်တာကျန်တဲ့အချိန်မှာအရဟတဖို့စိတ်ကဖြစ်နေတာမဟုတ်ဘူးယဟန္တာပုဂ္ဂိုလ်မှာကျန်တဲ့အချိန်မှာတဏ္ဍပုဂ္ဂိုလ်တွေဖြစ်တဲ့စိတ်ပဲဖြစ်တယ်ကုသိုလ်မဖြစ်ဘူးသူတို့ကြတော့ကရိယာလိုပဲဖြစ်တယ် တမန်မျက်စိအမြင်စက်ခွေးဉဉ်စိတ်ဖြစ်မယ်။နားကအတန်ကြားရင်သောတာဝဉဉ်စိတ်ပဲဖြစ်မယ်။အဲ့လိုဟာမျိုးပေါ့နော်။တမန်အနေထားကတမန်ပဲဖြစ်တယ်။နိဗ္ဗာန်ကိုအာယုံပြုပြီးဆိုတော့မှခန္ဓာအရဟတဖို့ဆိုတာဖြစ်တယ်။တမန်ဗျာ။ဖလားတမဘတ်ဆိုတာတော့နိဗ္ဗာန်ကိုအာယုံပြုတာ။အဲ့တော့နိဗ္ဗာန်အာယုံမရောက်ခင်ပါလောက်ရလဲဆိုသင်္ခါရအာယုံနဲ့ဝိပဿနာရှုရတယ်။ရှုမှဟုတ်ပေါ်ရောက်သွားတယ်။ မှန်ပါဗျာလေကားနဲ့အလားသဏ္ဍာန်တူတယ်ပေါ့ဝိပဿနာဆိုရယ်လေကားတက်ပြီးတော့မှဖို့ကိုရောက်တယ်မှန်ပါဗျာ तू ကဖလားဖို့တော့ကြာဆင်းမြဲတယ်မင်းမှန်ပါဗျာ